အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ရန်ကုန်မြို့ကနေ AR တိုင်းအတွင်းကမြို့တွေကိုနိုင်ငံသားထုတ်ကုန်ပစ္စည်းတွေတည်ယူရမှာအခွန်ဆောင်ထားပြီးကြောင်းအထောက်အထားတွေမပြသနိုင်မှာကဖန်ဆင်းနေတယ်ဆိုတဲ့သတင်းမှာ ရန်ကုန်မြို့ကနေ AR တိုင်းအတွင်းကိုနိုင်ငံခြားထောက်ကောင်ပစ္စည်းတွေတည်ဆောင်ရမှာအခွန်ဆောင်ထားပြီးကြောင်းဆောင်ရွက်စာရန်တွေကိုပါစစ်ဆေးနေပြီးအထောက်အထားမပြသနိုင်မှာကဖန်ဆင်းမှုတွေလှုံ့ဆော်နေတယ်လို့ကောင်ကားလုပ်ငန်းရှင်တွေနဲ့သင်းကုန်ထောက်ကောင်လုပ်ငန်းရှင်တွေစီကနေသိရပါဗျာ။ အေရီတိုင်ဝင်ပန်နိုင်ကိမှာနိုင်ငံခြားကတင်သွင်းလာတဲ့ထုတ်ကုန်တွေဖြစ်တဲ့လျှက်စစ်ပစ္စည်းတွေစားလို့ရပစ္စည်းတွေနဲ့စားသောက်ကုန်တွေကိုစစ်ကောင်စီတပ်ကဖွင့်ဖောက်စစ်ဆေးနေပြီးကက်စတန်ဂျူဒီဆောင်ထားကြောင်းစာရွက်တွေကိုပါပြသခိုင်းနေတာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုသိရှိထားသူစားလို့ရပစ္စည်းရောင်းဝယ်နေသူတဦးကဒီလ15ရက်နေ့ကစစစ်တာကက်စတန်ဂျူဒီဆောင်ထားတာမပြနိုင်ရင်အကုန်ဖမ်းနေ ကုံသမားတွေဆိုတော့ကက်စတန်ဂျူရီဆောင်းထားတာမထည့်ပေးလိုက်တော့အသိခံရတယ်။ပတ်စံနဲ့လိုက်ရွေးရတယ်လို့ပြောရတယ်။ကုံနေငါတွေပေါ်တည်ယူလာတဲ့ပစ္စည်းတွေတခုချင်းစီကားပေါ်ကနေခြာခိုင်းပြီးဖွင့်ပေါက်စစ်ဆေးနေရာတွေလှုပ်ဆောင်ကစစ်ကောင်စီတပ်သားတွေကသူတို့လိုချင်တဲ့ပစ္စည်းတွေကိုလည်းတောင်းယူမှုတွေရှိနေတယ်လို့လည်းသိရပါဗျ။ စစ်ကောင်စီရဲ့အခုလိုလောက်ရက်တွေကြောင့်တန်စာကဇင်းနှုံတွေပုံပေါ်မြင့်တက်လာခဲ့ပြီးဒေသအတွင်းမှာကုန်စည်နှုံတွေထမှန်မြင့်တက်လာမှာကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါတယ်။ကုန်ကားလုပ်ငန်းရှင်တဦးကတော့ပတ်စံပေးရင်တော့နည်းနည်းတော်တယ်။ကက်စတန်ဂျူဒီဆောင်ထားတဲ့စာရွက်တွေတောင်းတာကတော့အတော့ကိုစိုးတာ။ကားပြတ်တင်ပြဿနာမဟုတ်ဘူးလေ။ဆုတ်ထားတဲ့အကုန်တွေကြောင့်အကုန်လုံးစုံအောင်တောင်းထားဖို့ခက်တာပေါ့။အလုပ်လုပ်စားရတာအတော့ခက်သွားပြီလို့ဆိုပါတယ်။ စကောင်စီဟာ AR တိုင်းအတွင်းကကုန်ကားလုပ်ငန်းရှင်တွေကိုမြို့နယ်အလိုက်တမြို့နယ်ကိုကုန်ကားနှစ်စီးစီသူတို့အသုံးပြုဖို့တောင်းခံထားပြီးကားငားရန်ကားတွေလည်းမပေးဆောင်ဘူးလို့သိရပါဗျ။စကောင်စီဟာသူတို့ချောဆွဲထားတဲ့ကုန်ကားတွေနဲ့တက်အပြောင်းအချွေနဲ့ရိတ်ခါသေယူမှုတွေလှုပ်ဆောင်နေတယ်လို့လည်းဆိုပါဗျ။ AR တိုင်းဝင်ပန်းတိုင်းစစ်စေးကိန်းမှာကုန်မပါတဲ့ကုန်ကားအလွတ်တွေကိုလည်းဖမ်းဆီးပြီးသိမ်းဆည်းမှုတွေလည်းလှုပ်ဆောင်ခဲ့ပူပါဗျ။ အခုလိုသတင်းတွေကိုပုံမှန်အမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရည်တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့သဘေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။ကျမနည်းနည်းပါ